လူမျိုးရေးဘာသာရေးအစွန်းရောက်မှုတွေနိုင်ငံရေးအစွန်းရောက်မှုတွေကြောင့်ဒုက္ခရောက်နေကြသူတွေကိုကိုချင်းစာတရားနဲ့ကူညီပြီးပရာဟိတလုပ်ကိုင်နေတဲ့ Candle Volunteers စာနာတတ်သူတို့ဤဖေးကူခြင်းဂရုဏာလက်များကမတ်လ၈ရက်နေ့ကပြည်သူ့ရင်မြမှာပထမဆုံးချိန်ဂီတရံမုံငွေပွဲကိုကျင်းပခဲ့ပါတယ်။အဆိုတော်သူရဲ့လင်းဝေလာဝနာရွှေဖြိုးမောင်ဖြိုးကျော်ထိုင်ဝမ်ဝေစတဲ့အဆိုတော်တွေရဲ့ဂီတဖျော်ဖြေပွဲနဲ့အတူတခန်းရဲ့ဟာသတွေပါဝင်ခဲ့ပါတယ်။ ကန်ဒါဗိုလန်တီယာအဖွဲ့အတွက်ရန်ပုံငွေရှာတဲ့ဒီဘွဲဟာအရေးပေါ်လိုအပ်တဲ့နေရာတွေကိုလှူဒန်းဖို့အတွက်ရန်ပုံငွေမရှိတော့တာမို့ငွေစုဆောင်တဲ့အနေနဲ့ကျင်းပတာဖြစ်တယ်လို့စုမြတ်နဗီကဆိုပါတယ် ညမွေဝဲအဓိကရွေချက်ကကြတော့လေအရင်လည်းကတော့ဘွဲကလူနေတဲ့နေရာတော်တော်များတယ်အဲတော်တော်လဲဟိုဘောတော့ကိုလာလောက်တော်တွင်မှာဒီဖွဲ့နေတဲ့သိရိယာကျော်လောက်လှူခဲ့ပြီးသွားပြီအဲဒါကြောင့်ဒီနေ့ညမွေလောကညမွေဘွဲလောကလည်းအကြောင်းအရာကြတော့ဒီလူလက်ရှိအရေးပေါ်လိုအပ်နေတဲ့နေရာတွေကိုရုတ်တရက်ချက်ချက်သွားလှူဖို့တဲ့အဖွဲ့မှာဖန်ွေလုံးဝမရှိဘူးအဲ့ဒါကြတော့ဒီအဖွဲ့အတွက်ဖန်ွေလေးတစ်ခုတင်ထားခြင်းနဲ့အဲကြောင့်ဒီဒီရှိုးပွဲလေးလုပ်ဖြစ်တာဟုတ်ပရာဟိတအနေနဲ့လန်ဒရာဆောက်တာနာရေးစရိတ်မရှိတဲ့သူတွေကိုကူညီထောက်ပံ့နေတာဖြစ်ပြီး ရန်သူမျိုး၅ပါးကြောင့်ပျက်စီးဆုံးရှုံးတဲ့သူတွေဟာဘဝကိုအစ်စ်ကနေပြန်လဲစတင်တာစစ်ပွဲကြောင့်တေတေဒုက္ခရောက်နေသူတွေရှိတာမို့ဒီဖြစ်မျိုးကိုသူ့အနေနဲ့မဖြစ်စေချင်ဘူးလို့ဆိုပါတယ်။ရန်မုံငွေဖြောပြွဲကိုမြစ်တာနဲ့ကုညီတီဆိုတဲ့အဆိုတော်ဖြိုးကျော်ထိုက်ကပရာဟိတဆိုတာလောက်တက်ဖို့နဲ့စိတ်သဘောရပေါ်မူတည်တာမို့လာရောက်ကူညီတာပါလို့ဆိုပါတယ်။ဒီလိုပရာဟိတပွဲတွေရှိလာတာကြောင့်တကယ်လိုအပ်နေတဲ့သူတွေကိုကူညီနိုင်ရေးဘာသာမရွေးလူရန်းစာမရွေးကူညီမဲဆိုတဲ့စိတ်နဲ့လှုပ်ပေးတာပါလို့ဆိုပါတယ်။ ဝေးချေးဆိုတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ပရာဟီတာကစိတ်ထားတတ်ဖို့ပဲအဲစိတ်ကလေးတစ်ခုပေါ့ရေးကြီးတာကတော့ပရာဟီတာဆိုတာလုံးတတ်ဖို့ပဲစိတ်ထားတတ်ဖို့ကရေးကြီးတယ်အဲအကြောင်းကိုကျွန်တော်ဒီဘွဲတို့လာဆိုပေးတယ်နောက်ကျွန်တော်အဲကျွန်တော်သချင်းလေးပဲဆိုပြတာပေါ့ဟုတ်ကျွန်တော်ကမြန်မာလူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပရာဟီတာလုပ်တယ်ဆိုတော့ဘယ်ဘာသာမှမယွေးပါဘူးဘာသာမယွေးလူတန်းသားမယွေးဘူးကျွန်တော်အခုကြီးသွားမှာပါအဲအဲအဲ့စိတ်လေးပဲကျွန်တော်မှာထားပါတယ်